အပေခံမဟုတ်သောမြင့်မြတ်တဲ့ဖရဲကျော်များဖရဲကျော်လိုကြားလိုက်တာနဲ့တချို့ကတိမ်နှုတ်တဲ့အပေခံလူတန်းစားလို့ထမှန်းနေကြတာပါပဲတကယ်တော့တမိုင်းကျောင်းကိုသာစိတ်စိတ်သီးမယ်ဆိုရင်တော့ဖရဲကျော်တွေဟာကျမတို့ဒီကနေ့လူသားတွေထက်ကိုလေးစားစရာကောင်းတဲ့မြင့်မြတ်တဲ့စိတ်ထားတွေနဲ့လှုပ်ဆောင်ချက်တွေကိုတသက်တာလုံးပြုလုပ်ခဲ့ကြရတဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ရဲ့ရွှေဘို Channel ဗီဒီယိုမှာဆိုရင်တော့ မြမလူအဖွဲ့အစည်းရဲ့တမိုင်းမှာအချိန်မြင်လွဲမှားမှုအများဆုံးခံရတဲ့လူဒန်းစားတရက်ဖြစ်တဲ့ဖျက်ကြုံအကြောင်းတွေကိုကိုလိုနီခေတ်ကအင်္ဂလိပ်အရေးပိုင်တအုပ်ဖြစ်တဲ့ VC Scott O'Connor ရဲ့မှတ်တမ်းတွေအရနေတစ်ဆင့်ဖော်ထုတ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ O'Connor ရဲ့တမိုင်းတွေကပကံပကံနေရတမိုင်းဆိုတဲ့စာအုပ်မှာဖျက်ကြုံတွေရဲ့အခန်းကဏ္ဍတွေကိုစိတ်ဝင်စားဖို့ဖော်ပြထားပါတယ်။ သူကပကံဟာဖယံကျော်တွေရဲ့မျိုးတော်ကြီးဖြစ်ပြီးပကံအနီးတစ်ဝိုက်မှာနေထိုင်သူအများစုဟာဖယံကျော်တွေရဲ့အဆက်အနွယ်တွေဖြစ်တယ်လို့ဆိုတာပါ။နားလည်လွင်အောင်ပြောရမယ်ဆိုရင်တော့ဖယံကျော်ဆိုတာအနေငယ်လူတန်းစားမဟုတ်ဘဲနဲ့မဟာဒံမြောက်စီတဲ့နားလည်လွင်အောင်ပြောရမယ်ဆိုရင်တော့ဖယံကျော်ဆိုတာအနေငယ်လူတန်းစားမဟုတ်ဘဲနဲ့မဟာဒါနမြောက်စီတဲ့မွန်မြတ်တဲ့အလှတစ်ခုပါ။ ပကံခဲကျောင်းစာတွေအရရှေးပြင်းတွေအားဆွေးနော်ဖျားစီတီတွေကိုစောင့်ရှောက်ဖို့အတွက်အမှုတန်းတွေကိုတရောင်ချင်းဖြစ်စေတရွာလုံးဖြစ်စေလှူဒန်းလေးရှိပါတယ်။အေရီထောင်190ကကျောင်းစာတစ်ချက်မှာဆွေးနော်ပုံတော်တရွာလုံးကိုဖျက်ကြုံဖြစ်တဲ့လှူဒန်းကြောင်းဖော်ပြထားပြီးဝယ်ယူထားတဲ့ကြုံကိုလည်းဖျားဝေယဝစ္စာအတွက်လှူဒန်းထားတာတွေရှိခဲ့ပါတယ်။နရပတိစီသူမင်းလက်ထက်မှာတော့မှအဘိနန္ဒာသူအမတ်ဟာသူမိသားစုနဲ့ဂျုံအားလုံးကိုဖျားကုန်လူခဲ့တာဟာဒီအလူရဲ့မုံမြတ်မှုတွေကိုပြသနေတာပါပဲ။ ဖယားကျော်နေဟာမြက်စွာဖယားအားအလုံးကျွေးပြူရတဲ့ဖယားကြောင့်ငန်ဇေဒီပထိုးတွေကိုတန်ရှင်းထိန်ထိန်ရတဲ့ဆုံးရေချမ်းပန်းစီမီကတ်လူပူဇော်ရတဲ့ဖယားရှင်ရဲ့ကပ်ပြရတဲ့တဖွဲသားဖြစ်ပါရီဖယားကျော်တချို့ဟာဆွေတော့နူနာယောဂဆွဲခတ်ခြင်းကိုခရနိုင်တာမှန်ပြီမဲ့အရာကဖယားစွန်းတော်ကြလာရောက်ယူငယ်စားတော့ကြတဲ့ကိုရီးပြားယောဂတွေနဲ့မလွဲမရှောင်တာဆက်ဆံရခြင်းကြောင့်ယောဂကူးစက်နိုင်တဲ့အတွက်ဖြစ်ကဖယားကျော်တွေဟာကိုရီးပြားယောဂတွေမျိုးရုံမဟုတ်ပါဘူးနော် ဒါပေမဲ့ကိုလိုနီခေတ်ခါမှာဖျံကြုံတွေရဘလောက်ပဲပညာတတ်တတ်ကျွဲဝနေစေကမူအယူတည်ခြင်း၊ကျင်ပယ်ခြင်းတွေနဲ့နှိမ်ချဆက်ဆံခြင်းတွေကိုခံခဲ့ကြရပါတယ်။အင်္ဂလိပ်လူမျိုးတယောက်နဲ့ဖျံကြုံအနွယ်မင်းကလေးတယောက်တို့လက်ထက်ရာကမွေးခဲ့တဲ့ကလေးတောင်ចောင်းသားတွေကအတူတူမထိုင်ကြလို့ចောင်းမှာထွက်ခရရည်ထိအယူတည်ခဲ့ကြတာပါ။ဒါအလုံးစွာတီးခန့်တတ်တဲ့မြန်မာလူမျိုးတွေဒီနေရာမှာတော့တီးမခန့်နိုင်ကြဘူးဆိုတော့ဝမ်းနဲ့စရာတမိုင်းမှတ်တမ်းပါပဲ။ ဖရဲကျုံတွေရနိုင်ကြတဲ့သူတွေမဟုတ်ပါဘူး။ပကံခဲကြောက်စာတွေရဖရဲကျုံတွေဟာမြေများစွာကိုပိုင်ဆိုင်ခွင့်ရှိခဲ့ပြီးမြေပိုင်ဆိုင်မှုအငင်းပွားရာမှာမြို့ဝင်ကိုယ်တော်မှတရားစွဲပြီးတော့အနိုင်ရခဲ့ပူပါရယ်။ဒါဟာဖရဲပိုင်မြေဖရဲကျုံရဲ့အခွင့်အရေးတွေကိုဘရင်အစိုးရကိုယ်တိုင်ကတရားဝင်အကာအကွယ်ပေးခဲ့တဲ့ဆိုတာတွေကိုပြသလို့နေပါရယ်။ဖရဲကျုံတွေဟာဖရဲပိုင်ဝိတကမြေအားထွက်တဲ့ရိခါတွေကိုခန်းစားခွင့်ရခဲ့ပြီးဖရဲကိုအချိန်ကြာမြင့်စွာထိန်းသိမ်းစောင့်ရှောက်ခဲ့ကြလို့ပကံခေကူပထိုးတွေဟာနှစ်ပေါင်းများစွာမပြည့်စည်ခဲ့ရတာပါ။ ပကံခဲ့လူရှင်တွေဟာဖယက်ကျုံအလူတွေကိုအလုံးမုံမြတ်တယ်လို့ယုံကြည်ခဲ့ကြပြီးသူတို့လူတန်းနဲ့ဖယားပထိုးတွေကိုဖျက်ဆီးတဲ့သူနှောက်ရတဲ့သူတွေလည်းကဘာမကျွတ်တဲ့ဂျင်းစာတွေကိုတိုက်ခဲ့ကြပါရယ်။ခင်ကားသူမယားကြောက်စာနဲ့နန်းတောင်များမင်းကြောက်စာတွေမှာဆွေးနော်အစိမ့်တေသိစိမဟာဝီစီငရဲမှာလောင်စီနူနာဆွေးစီခြေကျိုးလက်ပြက်ဖြစ်စီဒလို့ဆိုပြီးတော့ကြောက်မက်ဖွယ်ဂျင်းစာတွေတိုက်ထားတာကိုတွေ့ရပါရယ်။ ဒါဟာဖရဲကျော်အလူဟာဘရင်နဲ့တကွတိုင်းသူပြည်သားအလုံးကအလေးထားတဲ့အလူဖြစ်တယ်ဆိုတာတွေကို ပြသနေကြတာပါပဲ။အချို့အဖြစ်ပြောရမယ်ဆိုရင်တော့ဖရဲကျော်ဆိုတာကအနိုင်ငံလူတန်းစားမဟုတ်ပါဘူး။အလွန်တရာမှကုသိုလ်ရတဲ့မောမြတ်တဲ့အမှုတွေကိုပြုရတဲ့သူတွေဖြစ်တယ်ဆိုတာတွေကိုမှားမျက်နဲ့အယူအဆတွေဖဲခွာပြီးမြင့်မြတ်တဲ့ရှူထောင်းကနေမြင်တတ်ဖို့အတွက်အလွန်အရေးပါကြောင်းဒီနေ့ရဲ့ရွှေဘို channel ကနေတင်ပြလိုက်ရပါတယ်ရှင်။အမြဲချစ်ခင်ပေးလို့ကျေးဇူးများ යි တမရရှင်အသက်သက်တော်ကြောင်းရိုင်းနဲ့ပြန်လည်ဆုံတွေ့ကြပါသေးတယ်။